မြေပြင်ချိန်မုံကြီး drone အထောက်ပံ့အားလုံးကိုရုရှားယူကရိန်းစစ်အေးသွားတာစစ်ရက်ဆိုင်သွားတာဆိုရင်အဲ့ဒီမှာရှိနေတဲ့ဥစ္စာအားလုံးကိုမြန်မာနိုင်ငံမှာလူကျင်နာအုပ်လာဥစ္စာအားလုံးကိုထိုးကျွေးပြီးရအောင်ယူပြီးခင်ဗျားတို့ချိန်မုံမယ်ရုရှားမလာသေးဘူးနော်မလာသေးဘူးအခုတော့လက်တရုတ်ကပေးလိုက်တဲ့ drone ပေါင်း9000 9000အတိအကျတစ်တောင်မပူဘူးကျွန်တော်မှစဉ်းရှိတယ်အဲ့ဒီ drone တွေနဲ့ကျွန်တော်ပြောတော့ဟာမင်းတို့ကချင်တွေကိုဒီလိုလောက်တော့မယ်ဆိုတော့ကချင်တွေကကျွန်တော်အောက်မှာ မင်းစောက်ယူလာတို့မင်းစောက်ပေါ်လာတို့ကျွန်တော်တို့ကနိုင်ငံတကာတည်င်းအချက်လက်တွေကျွန်တော်တို့ရထားတဲ့ထောက်လန်းရေးအချက်လက်တွေ ਨੇ ကျွန်တော်တို့ကပြောတာနော်ခင်ဗျားတို့ထုတ်ပြလိုက်ရင်ခင်ဗျားတို့ထမင်းအောင်စားနိုင်မှာမဟုတ်ဘူးသိတာပက်ပက်ဆက်ဆက်ပဲဘာဖြစ်လို့လဲသိလားခင်ဗျားတို့က time limit မရှိလို့နော်တိုက်လိုက်လာရှူနောင်ချူရောက်တဲ့အချိန်မှာရလိုက်တယ်အဲ့မှာခင်ဗျားတို့စစ်ရှိန်ဥကျိုးသွားပြီကျွန်တော်တို့ကသိလိုက် လစ်ဗျာအဲ့လိုဖြစ်ခဲ့လို့တောက်လျှောက်သွားတာဟုတ်ပြီနော်ဆိုတော့ဒီတစ်နှစ်အတွင်းထဲမှာ तू ကနီးပညာနဲ့ရောလက်နဲ့အရာနဲ့ရောတတိုင်းပြည်လုံးကိုရောင်းစားအကျွေးပေးပြီးတိဆောက်အကုန်တမဒါပဲကျွန်တော်အဲ့လိုနားလည်ထားတယ်ဟောခင်ဗျားတို့ကထိုင်းလိမ့်မယ်မရှိဘူးလေဟုတ်တယ်မလားဆိုလိုချင်တာစစ်ကိုရေစိန်တိုက်နေတဲ့ကောင်တွေနဲ့တူနေတယ်ဗျာဟုတ်မလားဒါကျွန်တော်အမှန်တိုင်းပဲပြောတာဆိုတော့ အဲ့ကချင်မှာမင်းတို့ drone အနေနဲ့တမတော်မယ်တမနေပြီးပြောတာကိုကျွန်တော်ဝင်းလောက်နေဗျကျွန်တော်ကချင်နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးရက်တည်ခဲ့တယ်ကျွန်တော်ပန်ဆယ်လို့တို့မမောင်အေးတို့လို့လဲကျွန်တော်ခမားတို့မစော်ကားဘူးဗျဘေးတိုင်းရင်းသားကူမှကျွန်တော်ဒီ NUG အုပ်စုလို့ကျွန်တော်မစော်ကားခဲ့ဘူးဗျနော်အဲ့ကျွန်တော်တဲမှာရှိနေတဲ့ဒီကချင်မှာတောက်လျှောက်ကျွန်တော်ဟိုးတဲ့ကခွန်ကြားတို့စီလဘူးတို့ကျွန်တော်တဲမှာရှိရဗျသူတို့တည်ဒါကျွန်တော်အမှန်တိုင်းပြောတာနောက်ဆုံးခမားတို့ကချင်စစ်ပွဲတာပဲ တာပင်ရေအားလျှက်စစ်စက်ရုံကစဖြစ်တဲ့စစ်ပွဲအဲ့ဖြစ်တာတော့မှကျွန်တော်ကချင်နဲ့မြောက်ပိုင်း ABSD အတွေကိုကျွန်တော်အများကြီးထောက်ကပ်ပေးခဲ့တယ်ဗျဦးသိန်းစိန်လက်ထက်မှာခင်ဗျားတို့မနေ့အစောကြီးမီးလောင်ပုံကျဲတာအစဒါရီကိုကျွန်တော်တို့ကနိုင်ငံတကာသိအောင်ဒီဘက်မှာရှိနေတဲ့အမေရိကန်ခရီးရန်အသင်းချုပ်တွေကိုကျွန်တော်တို့တင်ပြခဲ့တာတွေရှိတယ်ဗျဟိုကျေးဇူးတင်ခံခြင်းလို့ပြောတာမဟုတ်ဘူးဗျခင်ဗျားတို့အန်တရရဲ့အတွက်ဒါရှိတယ်လို့ပြောတာလောကကြီးမှာ safety first ဗျ ်အမေရိကန်မှာ safety ပဲခမရကရေတောက်တောက်ချီးပါပါတေးပေါက်ပေါက်ခမရတောက်ရမယ်ရေခမရချီးပါရမယ်နေရခမရတေးပေါက်ရမယ်နေရအားလုံး safety လို့လဲဗျဒါကိုပြောဗျစောက်ကြီးစောက်ကြီးစောက်ပဝင်မြင်လာရင်ယွန်းနေဗျခမရကဘာကောင်ဖြစ်နေပြီလေကျွန်တော်တို့ကကြိုးပြောတယ်ဗျဟုတ်ပလားဆိုတော့အခုဒီတစ်နှစ်အတွင်းထဲမှာ तू အကုန်တိဆောက်မယ် तू အကုန်ချိန်မုံးမယ်ရုရှားမလာသေးဘူးနော်ရုရှားက15နှစ်စာစစ်ပြင်ဆင်ထားတယ်နော် ဆရာတို့မှတ်ထားအခု၄ညလောက်နဲ့ပြတ်သွားရင်ပုံအောနေမဲ့လက်နဲ့ပြည့်စီတယ်ဟုတ်ဗလားဗမာတိုင်းငယ်နဲ့မဟုတ်ဘူးဒေတာဘောင်းလို့ရုရှားအကုန်ထိုးချလိုက်တော့စစ်ကြောင့်တည်ရတယ်အများကြီးရုရှားမှာလေဖိခိုက်များအများကြီးရအောင်သူပြန်ရှာရမှာလေဗျာဟုတ်တယ်မလားဆိုခင်ဗျားတို့အဲ့ဒီလိုပါဝင်ခြင်း geo politics တွေကိုလည်းစဉ်းစား conditional politics တွေကိုလည်းစဉ်းစားဒါကိုကျွန်တော်ပြောပြတာဆိုတော့ ဒါကျွန်တော်ပြောပြခြင်းနဲ့ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့ဒီတစ်နှစ်မှာမင်းအောင်တိုင်ကပြက်တက်နေတဲ့ပြဿနာခင်ဗျားတို့သိလားရုရှားကလစ်ဗျားနဲ့တဘာဝတန်းွေတွေရေနံချက်ဆက်ယုံနေအခုခုဗမာပြည်မှာလုံးဝမဲ့ပုံစံမျိုးရုရှားပူးပေါင်းဆောင်ရွက်ခဲ့တယ်ဒါပေမဲ့ဂဒါဖီ ကိုတိုက်ကြတဲ့အချိန်မှာရုရှားကဝင်မရက်တော့တဲ့အတွက်ဝင်မရက်လိုက်တဲ့အတွက်ဂဒါဖီပြုတ်ချသွားတယ်လို့ကျွန်တော်အင်တာဗျူးမှာကျွန်တော်တင်ထားတဲ့အပိုင်းနှစ်မှာပါတယ်နော်စီးရီးယားကြတော့ तू အဲ့လိုအဖြစ်မခံနိုင်တော့ဘူး तू ဝင်ရတာဘာကြောင့်လဲတရားဝင်အစိုးရမို့လို့တဲ့ legitimate government မို့လို့တဲ့ဘာလို့ရွေးကောက်ပွဲလုပ်ထားလို့အဲ့ဒီရွေးကောက်ပွဲနဲ့အစိုးရဖွဲ့စည်းထားလို့မြန်မာနိုင်ငံမှာခင်ဗျားတို့တရားမျှတခြင်းမျှတမမျှတခြင်းနေအရေးကြီးတာရွေးကောက်ပွဲကျင်းပနိုင်မှုအရန်ရေးကြီးနေတယ်မင်းအွန်လိုင်းရဲ့အသက်ကယ်တမျှရေးကြီးနေတာရွေးကောက်ပွဲမင်းအွန်လိုင်းရွေးကောက်ပွဲပြီးတာနဲ့မင်းအွန်လိုင်းနဲ့ပူးပေါင်းဆောင်ရွက်မဲ့ရုရှားတို့လိုရုရှားနှုတ်လိုက်နိုင်ငံကြီးအများကြီးရှိနေတယ်ဒါကိုကျွန်တော်ပြောပြတာ ဒါဆိုရင်ဒီအစည်းအဝေးကိုမင်းအောင်လှိုင်ရဲ့တက်နေတဲ့ပြဿနာကလည်းမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းဟာမင်းအောင်လှိုင်ရဲ့အုတ်ချုံမှုဩဇာအောက်မှာမရှိတော့ဘူး30ရာခိုင်နှုန်းနဲ့ရွေးကောက်ပွဲကျင်းပလို့ကလည်းမဖြစ်တော့ဘူးမဖြစ်တော့တဲ့အတွက်အခုရုရှားကိုတွားနေတဲ့အပိုင်းဟာရုရှားကလူချင်းနဲ့လက်နက်တွေအခုယူကရိန်းကိုအကြီးကြီးနဲ့ပဲဆော်တော့မယ်ဆိုတော့အသေးလေးတွေပေးပါဆိုတော့တွားနေတဲ့သဘောရောက်လာလိမ့်မယ်ခင်ဗျားတို့မြင်ရလိမ့်မယ်နော် ဆိုတော့ကျွန်တော်ပေးနေတဲ့ message ဟာခင်ဗျားတို့ရဲ့တော်လှန်ရေးကအခုမင်းအောင်လိုင်2025မှာရွေးကောက်ပွဲကျင်းပမယ်အခုမကျင်းပဖြစ်တော့သူ30ရာခိုင်နှုန်းပဲသူ့မှာရှိတော့သူကဘလို့ဖြစ်လာလဲဆိုတော့နည်းနည်းလေးထပ်ပို့ရလာအောင်စစ်စင်ရေးတွေကိုသူအကြီးအကျယ်နှီးပညာတွေနဲ့လှုပ်ပြီးတော့ခင်ဗျားတို့ delay ကောက်ကွေးဖြစ်နေတဲ့အချိန်မှာဝုန်းတိုင်းထလုပ်မယ်ရွေးကောက်ပွဲပုံစံမျိုးဖြစ်လာလိမ့်မယ်ဒါကိုကျွန်တော်ပြောတာအရေးကြီးတာသူ့ဟာရွေးကောက်ပွဲနဲ့ ပြန်လဲဖွဲ့စည်းတဲ့အစိုးရဖြစ်ဖို့လိုတယ်အဲ့ဒါဆိုရုရှားဝင်လာမယ်အာဆတ်လည်းဒီတိုင်းနဲ့အာဆတ်ကရွေးကောက်ပွဲနဲ့သူ့ဘာသာသူလိမ့်လိမ့်မလိမ့်လိမ့်လောက်ထားတဲ့အစိုးရမလို့ရုရှားဝင်တယ်ရုရှားဒီတိုင်းပြောနေတယ်နော်ခင်ဗျားတို့ခင်ဗျားတို့ဟိုအွန်လိုင်းပေါ်မှာဟိုတကြောင်းကြီးနှစ်ကြောင်းကြီးကိုကဲပေါ်မှာပါလာတဲ့ဥစားတွေခင်ဗျားတို့ဖတ်ခင်ဗျားတို့ဖြစ်နေတာအနောက်က behind the state ကိုခင်ဗျားတို့မသိဘူးဖြစ်နေဆိုတော့ရှင်းရှင်းပြောရင်ကျွန်တော်ပွန့်ပွန့်လေးလေးပြောလိုက်မယ်ပူတင်နဲ့မင်းအွန်လိုင်းတို့ပြောတဲ့အထဲထဲမှာနောက်တစ်ချိန်ထပ်ပြီးတော့တူတူကိုလူ က်ပြီးတော့ဒီမြန်မာနိုင်ငံကိုရုရှားတိုက်ရိုက်အကူအညီပေးရေးမှာမင်းအောင်နိုင်ဟာတရားဝင်အစိုးရမဖြစ်တဲ့အတွက်တရားဝင်အောင်ဘယ်အချိန်မှလုတ်ပေးနိုင်မလဲဆိုတာကိုနောက်ဆုံးဆွေးနွေးပြီးတော့မှဘယ်လာတော့ကိုထွက်သွားတာကျွန်တော်တို့တစ်နှစ်လောက်အတွင်းထဲမှာအာလုံးလုတ်ပေးနိုင်မယ်လို့ပြောပြီးဘယ်လာတော့မှဒီစကားကိုထုတ်ပြောတာ2026အတွင်းထဲမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ပူတင်ကိုလူရှိသိရှင်ကြားကိုမပြောခဲ့ပေမဲ့ behind the state မှာဆွေးနွေးတဲ့အချိန်မှာပြောခဲ့တယ်ဆိုတာကိုဒါသိအောင်ကျွန်တော်ပြောပြတာဟုတ်ပလား တော့မှရုရှားဒါ legitimate အစိုးရဒါရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရငါအကုန်ဘုံကျဲမယ်စီးရီးယားကိုလုတ်တယ်လို့လေအကုန်မိရှုမယ်အကုန်ပြချမယ်အဲ့ဒီလိုဖြစ်သွားနိုင်တယ်လို့အခုလဲတော်တော်ကြီးကိုစုပ်ပြတ်မွေးတီပြချနေပါပြီဒါကြောင့်ကျွန်တော်တို့ပြောချင်နေတာကဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့အပြတ်ဖြတ်နိုင်ဖြတ်စီးရီးယားတော်လန်ကြီးကနှစ်ပတ်ကျော်ကျော်15ရက်16ရက်နဲ့ပြတ်တယ်ဗျာနော်အခုကမပြတ်ဘူးဆိုတာခင်ဗျားတို့ တိုင်းလိမိထားပြီးတော့ဒီဒေးပြန်ခေါ်ဖို့လိုပြီဟုတ်ပြီလားနော် NUG ဒီဒေးကိုခဏလို့စိတ်မကူးနဲ့ NUG မှာရှိနေတာဖားတဲ့ရဲ့ဖားကောင်းရဲ့တံတောင်းသားရဲ့အောင်ကြည်ညွန့်အောင်မှအမေရိကန်ဖုတ်တန်ရှောက်စားတယ်ပြောပြနေတယ်အောင်ကြည်ညွန့်ထမင်းစားနေတာကျွန်တော်တို့ရဲ့ test တွေနဲ့စားနေတာဟမ်ခွေးမသားအောင်ကြည်ညွန့်ပြောပြလိုက်ဖုတ်တန်နေအမေရိကန်ရဲ့ဆေးကုသကွင်းတွေကျွန်တော်တို့ test ပေးနေရတာဟမ်ခွေးမသားတွေနော်အမေရိကန်မှာ ြောတော့ NUG နဲ့ဖွဲ့ထားတော့လူမှုကူညီရေးအတင်း 501c3 မှတ်ပုံတင်ထားတယ်။ဟုတ်မလား။ကျော်သူအဆင်းတော့မရှိဘူး။ခင်ဗျားတို့ဒါကျွန်တော်ပွင့်လင်းပြောတာ။ဟုတ်စောက်ယူမတက်ကြနဲ့တော့။ခင်ဗျားတို့တိုက်နေတဲ့တိုင်းရင်းသားတွေတိုက်နေတဲ့ PDF တွေအကုန်လုံးတစည်းတစ်လုံးနဲ့ဒီရင်းပြန်ခေါ်ဖို့လိုတယ်။ဒါကိုပြောတာ။စေတနာတသောသောနဲ့ပြောတာ။အိမ်ဝဲချမ်းဝဲဆိုင်ဆောက်ဟုတ်ပြီလားကုမ္ပဏီတွေဖွင့်နေတဲ့ကောင်ကခင်ဗျားတို့အကျိုးစီးပွားကိုလာမလုပ်ဘူး။ မယူကြနဲ့လို့ပြောနေတယ်ဒါကျွန်တော်ပြောပြတာနော်ခင်ဗျားတို့ဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့ဘယ်လောက်စီးလုံးနိုင်မလဲတိုင်းရင်းသားတွေအားလုံး TNL နဲ့ပတ်သက်လို့လည်းပြောမယ်တာဖုံးကျော်မင်းတို့တိတ်များတယ်မင်းတို့လူရုပ်မာတွေဆိုတာတနိုင်ကြလုံးတကဘာလုံးမြင်လာတော့မယ်မင်းတို့မင်းတို့တိတ်များတယ်စောက်စီးကန်းကလနာဘာမှမရှိဘူးဟုတ်ပြီလားမင်းတို့အာနာရှင်ကိုတိုက်တာမဟုတ်ဘူးမင်းတို့ကိုယ်ပိုင်အခွင့်ရုပ်ရှာပြီးတော့ မင်းတို့ကြံတဲ့လူတွေကိုအတုံးချရတဲ့လူရောက်မာတွေဖြစ်တော့မယ်မင်းတို့ဟုတ်ပြီလားတာဖုံးကျော်ခွေးမာတာ